နဲ့ဆိုလို့ရှင်ရကြတော့လဲလို့ movie မှာကြတဲ့ scene တွေပေါ့အဲ့လိုရှိရမို့နော်အဲ့ scene တွေတရုပ်ဆောင်တော့ဆိုဖြတ်ကုတ်ဖြတ်ကန်ဖြစ်နေရပါပေါ့မမူးပဲနဲ့မူးတဲ့ပုံစံမျိုးတရုပ်ဆောင်ရတာဆိုတော့လေအဲ့လိုမူးတဲ့ပုံစံလည်းလောက်ရဲပြီးတော့ညူတူတူနဲ့လည်းမူးနေတဲ့ပုံစံမျိုးနဲ့ပြောရတာဆိုတော့ညနေဖြတ်ကုတ်ဖြတ်ကန်တွေဖြစ်တာပေါ့နော်ရောက်ပါတယ်အခုတော့ညီမနဲ့တွေ့ရကန်ဆိုးသွားပြီထင်တယ်ကန်ဆိုးတာတော့မဖြစ်နိုင်ပါဘူးကန်ကောင်းတာပဲဒီမှာမိကလေးဆိုလို့ရှိရင်လည်းမာယာလိုမျိုးပေါ့ရွေးချယ်မှုမစောစီခြင်းဘူးပေါ့နော် တူတခါကျတော့ဗမိုးလိုလူတယောက်ကိုရဲရမယ်ဆိုတော့ဟိုအားနာမိရပါတော့ဟိုကိုကဟိုဘယ်လိုမှမထီအောင်ရိုက်တတ်တယ်ဆိုပေမဲ့လည်းဟိုလွယ်လွယ်မမချောင်းတို့ခုခုများချိသွားခဲ့လို့ရှိရင်မမိုးကတော့ဝင်မယူဆိုပေမဲ့ကိုဘက်ကတော့အတက်နိုင်ဆုံးအမားမရှိအောင်တော့ဟိုတိုးဆောင်ရတာပေါ့လေကိုညမရဲ့ရုပ်ကြောင်းပါနေရအပိုင်သိမ်းနေတယ်မင်းမမရ မရှိပါဘူးဟိုမာယာကချစ်တဲ့တဲ့ ရှစ်တဲ့တယ်လို့လည်းအမျက်လဲကြည့်ရေပေါ့နော်အမေကိုပြက်သားမဲ့အချိန်မှာလည်းမာယာကသတင်းချာလေးကိုပြက်သားခဲ့အတွက်ကြောင့်ဟိုမာယာအချစ်ကတော့ပြက်သားခဲ့ပါတယ်လို့ပြောချင်ပါတယ်အပြစ်မရှိပဲနဲ့လေမမိုးနဲ့ရှိမောင်ကကျတော့တမီရောင်မဆက်ပုံစံမျိုးတိုးဆောင်ခဲ့ဘူးတော့ရှိရဲကိုအောင်ရဲလေးနဲ့ပေါ့ဒါပေမဲ့အမကကျတော့တိတ်ပြီးတော့မဆုံးဖြစ်ခဲ့ဘူးဒါပေမဲ့ဒီကမှကျတော့နေတိုင်းနေပါနေပါဘောနော်မမိုးနဲ့ဆုံပြီးတော့ရိုက်ခဲ့ရတာဆိုတော့လေသူတို့ကတော့အမတ်ကြရလဲဖြစ်ပါအမနဲ့လေခင်မင်းရင်းနှီးမှုပို့ပြီးတော့ရိုက်ခဲ့တာပေါ့ဟုတ်ကဲ့ ပေးရတယ်။ပေပေနဲ့အရင်ဆုံးပေးပြီးတော့မတွေ့ခင်မမနဲ့မနေ့ကကြလို့ရှိရင်ဂျူပြီးတော့မိတ်ဆက်ထားပေးမယ်။ဟာလေဖြစ်ကုန်ကြတာလေ။ဂတ်တက်ချက်ရပဲသူကဂတ်ညီမမရတဲ့လား။အာပြောတာပေါ့နော်ကိုယ့်ရဲ့တကယ်ဟိုစီနီယာဟိုအမတယောက်နဲ့လည်းတွေ့ရတယ်သူတို့လည်းရိုက်ကူးခွင့်ရတယ်ပြီးတော့ကိုသူချင်တာရယ်ဆိုလို့ရှိရင်လည်းမေးမြန်းခွင့်ရတယ်ဆိုတော့သူတို့ကတော့ဒါကြံကောင်းတယ်လို့ပြောရမှာပေါ့ရှင့်ဟုတ်ဒီမင်းကဘာဖြစ် ဟိုဘမောကဒီတိုးဆောင်ပိုင်းနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လည်းတင်ပြရလေးရှိပါရဲ့တူတူခုနပြောသလိုပေါ့ဟိုပါရရမဲ့စင်းလေးရှိရလေးတူတူတွေကကြတော့ဘမိုးလိုလူတယောက်ကိုရရမယ်ဆိုတော့ဟိုအားနာမိရပါတော့ဟိုကိုကဟိုဘယ်လိုမှမထီအောင်ရိုက်တတ်တယ်ဆိုပေမဲ့လည်းဟိုလွယ်လွယ်မမချောင်းတို့ခုခုများချိဝါခဲ့လို့ရှိရင်ဘမိုးကတော့ဝင်မယူဆိုပေမဲ့ကိုဘက်ကတော့အတတ်နိုင်ဆုံးအမားမရှိအောင်တော့ဟိုတိုးဆောင်ရတာပေါ့လေကိုညံပါရဲ့ရောက်ကြောက်ပါနေရအပိုင်သိမ်းနေမ ော့မမိုးကလည်းတင်ပြီးရယ်ပိုင်းတို့ထင်တော့မှလှအောင်ရိုက်တဲ့နီလေးတွေရှိရယ်လေအဲ့ဒါလေးတွေဥစော်တို့မမိုးတို့ကတခြားလေးကိုတင်ပေးကြပါတင်ပြပေးကြပါရှင်လူမြင့်မြတ်နဲ့ဆိုလို့ထင်ရကြတော့လည်းလို့ movie မှာကြတဲ့ scene လေးတွေပေါ့အဲ့လိုရှိရပါတော့အဲ့ scene တွေတိရုပ်ဆောင်လို့ဆိုဖြစ်ကုဖြစ်ကံဖြစ်နေရပါတော့မမူးပဲနဲ့မူးတဲ့ပုံစံမျိုးတိရုပ်ဆောင်ရတာဆိုတော့လေအဲ့လိုမူးတဲ့ပုံစံလေးလောက်ရယ်ပြီးတော့ညွတ်ညွတ်နဲ့လည်းမူးနေတဲ့ပုံစံမျိုးနဲ့ ြောရတာဆိုတော့ညနေရှက်ကိုရှက်ကန်းလေးဖြစ်တာပေါ့နော်ကိုနဲ့ပြည့်အဲ့ဟာလေဟိုရိုက်ကူးရေးစတာရေ3 4 5ရက်လောက်ပဲရှိသေးရဲ့ဆိုတော့အရင်မရင်းနှီးသေးတဲ့အချိန်လေးဖြစ်နေတာဟိုနောက်ပိုင်းကျတော့လေကိုနေရကျတော့ဟိုမောင်နှမရေလိုမျိုးရင်းနှီးသွားရခါကျတော့လေဟိုဘဲဆင်းမဲ့ရရရရပေါ့နော်ပျော်ပျော်ရွှင်ရွှင်နဲ့ပါပဲရှင်ဟုတ်ကဲ့မမာယာနဲ့အတူတူရှိတဲ့အချိန်လေးဆိုတော့ပြောတယ်မာတကယ်လို့ရှင်လာကမာယာအပေါ် သစ္စာရှိရှိနဲ့ချင့်နေပေးဖို့ပဲအဲ့လိုကြီးတော့လည်းမဟုတ်ပါဘူးညောင်စလုံးအဲ့ဒီမှာမူးနေကြတာဆိုတာလေဟိုအတန်လေးတရားလို့ညွတ်တွတ်လေးပေါ့ဟောလည်းမာယာဘယ်ကဆုံးလို့ပဲအဲ့လိုလေးလောက်ပါပဲဟုတ်ကဲ့ဆွဲစားလေးပါအဲ့အဲ့လိုမျိုးမူးနေတဲ့ပုံစံလေးပေါ့ဟုတ်ကဲ့ခုချိန်မှာမာယာကိုယ့်ရဲ့တည်ရင်ဝင်စနီးမယားတရားဖြစ်တော်မှာ သူခံယူထားတဲ့အချက်ကတော့ဟိုအချက်ကအချက်မှာပြခုနကပြောသလိုပဲเนาะဟိုတကယ်အချက်ဆိုတဲ့အရာကြီးမှာအပြည့်ရှိသွားတာမဟုတ်ဘူးလူတယောက်လူတယောက်ချင်းစီရနေမှာအချက်ကိုသတ်မှတ်ထားတဲ့စံနှုန်းတွေပါမူပြီးတော့အချက်ကကောင်းတယ်မကောင်းတယ်ဖြစ်သွားတာပေါ့เนาะဟိုသစ္စာရှိရဲ့လူတယောက်တော့ဆိုလို့ရှင်တော့ဒီအချက်ကကောင်းမွန်တဲ့အချက်ဖြစ်တယ်သစ္စာမရှိဘူးဟိုပွေလီတယ်ဆိုတော့ကုစုံမိုးလိုလူမျိုးဆိုလို့ရှင်တော့ဒီအချက်တော့ကတော့အပြည့်ရှိရပေါ့တော့ကိုယ်ရဲ့လူတယောက်ချင်းစီရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ပဲဆိုင်နေလို့ပြုတော့ပြောချင်ပါတယ်အချက်ကတော့လေဟုတ် ကိုစုမှုရဲ့ကောင်မလေးတည်သွားလို့ရှင်တုံးဝင်တို့ပြီးတော့စိတ်ဆိုးမှန်ထင်းနေနော်တခါမှမတွေ့ဘူးရရလူမြောက်ရဲ့ကြီးဆက်က တော်လေးတော့အန်ဟောဖို့ကောင်းတာပဲเนาะဟိုဇလန်းလက်မှာဆိုလို့ရှင်တော့ဒီဘယ်အိမ်အောင်ရေးမဆိုဘူးအစာပိုင်းမှာတော့ဒါတာယာကြရတယ်လို့ပြောလို့ရတယ်နောက်ပိုင်းမှာကျတော့အမကဒီစပါယာတယောက်နေနဲ့ပြောရမယ်ဆိုကိုစိုးမို့ရွေးချယ်လိုက်တာအရန်စောသွားတာပေါ့သူသူချာချာဟိုမလိလာပဲနဲ့ဒါရွေးချယ်လိုက်မိရဲ့အတွက်ကြောင့်နောက်ပိုင်းမှာကိုရွေးချယ်ခဲ့တဲ့အိမ်အောင်ဘေးအကျဉ်းဆိုးတွေပေါ်လာတယ်ဟောသူ့ရဲ့ဇလန်းနေစီလာရတဲ့အခါမှာမာယာတယောက်ကဒါ သူတော့ကရီများလာတာပေါ့နော်အဲ့လိုပုံစံမျိုးလေးအနေနဲ့လေအနောက်ရှင်မတယောက်နေနဲ့လေပြုတ်ဆောင်ထားတာပေါ့နော်အဲ့တော့ပြုတ်ပြောချင်တာကပြမမင်းကလေးဆိုလို့ရှိရင်လေမာယာလိုမျိုးပေါ့ရွေးချယ်မှုမစောစီချင်ဘူးပေါ့နော်အိမ်တော်မှုပြုတယ်ဆိုတာကဒါထီထိုးရသလိုပဲကံကောင်းညံကောင်းညံကံမကောင်းလို့ရှိရင်လေမကောင်းဘူးဆိုတော့ဟိုတချို့ကြောက်လည်းဒါခဏလေးနဲ့တွေ့ပြီးတော့ယူအားကြပြီးတော့တကယ်ယူအိမ်တော်ကြီးကောင်းတဲ့သူတွေလည်းရှိသလို ဟိုတခြားလေးမရွေးတခြားရွေးရင်တော့မှလေအီနောင်ကြီးဘက်ကမကောင်းကြရရရှိကြတာဆိုတော့ဟိုကိုယ့်ရဲ့လက်တွဲပေါ်ကိုတခြားလေးအချိန်ပေးပြီးတော့ရွေးစေခြင်းနဲ့ဆုံးဖြတ်စေခြင်းနဲ့နှစ်ဖက်နှစ်ဖက်မိဘရဲ့အခြေအနေကိုလေ့လာစေခြင်းနဲ့ပေါ့နော်ဟိုယူပြီးတော့မှဆိုလို့ရှိရင်ကြာပြန်ပြင်လို့မရတော့တဲ့အရာတစ်ချက်အတွက်ကြောင့်အိမ်နောက်ဘက်ကိုရွေးချယ်ရခါဆိုလို့ရှိရင်တော့မရလို့မမြန်စေချင်ပါဘူးလို့တိတ်တိတ်ချာချာလေးလေ့လာပြီးတော့မှပဲရွေးစေချင်ပါတယ်လို့ပြောချင်ပါတယ် အဲ့လိုလေဘယ်ဘယ်နှစ်ဘယ်နှမိုးရလို့တော့စဉ်းစားထားမယ်လို့တော့မဟုတ်ဘူးပေါ့နော်ဟိုဒီလူနဲ့တွဲကြည့်မယ်တွဲလို့မှကိုယ့်နဲ့အဆင်ပြေရယ်ကိုယ့်မိသားစုနဲ့အဆင်ပြေရယ်ဆိုလို့ပြီးတော့ဒီဘယ်လိုပြောမလဲကိုယ့်ရဲ့ရည်မှန်းချက်တွေအဓိကပြည့်ဖို့ပဲလိုတယ်ကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့ရည်မှန်းချက်တွေကိုဖြစ်ချင်တာတွေဟိုဖြစ်နိုင်တဲ့ကိုယ့်ချောက်ပေါ်ကိုယ်သိချာလေးကိုရည်ကြည်နိုင်ပြီဆိုတော့မှပဲအိမ်အောင်ပြုတ်မယ်လို့သူကတော့စဉ်းစားထားပါတယ်ဟုတ်ကဲ့အမှန်တာပေါ့နော်ဟိုနောက်ပိုင်းကျတော့ကျွန်တော်များအပြည့်ဟိုပြည့်နိုင်ဖြစ်လာကြရဲဆိုအစပိုင်းတော့ကျတော့အကုန်လုံးကောင်းကြတယ် ယူပြီးမှအဲ့လူကြောင့်လည်းအနီးကနေပြီးွားတဲ့အခါမှာသူ့ရဲ့အချင်းစိုးရိမ်ပေါ်လာရှိရဲအထူးကြောင့်ရှိရဲရီစားပွားမှာတော့လက်မပါကြဘူးယူပြီးွားတော့မှအင်တော်ရဲ့အချမ်းဖတ်မှုတွေအများကြီးတွေ့လာတဲ့အမျိုးသမီးတွေလည်းရှိကြတဲ့အတွက်ကြောင့်ဒါ ိမ်ထောင်ကြီးကထိထိုးသလိုပါပဲပေါ့ဘူးမှပြောလို့မရအောင်အဲ့ဒီကနေမှအရန်ကန်ကောင်းသွားကြတဲ့အမျိုးသမီးလေးတွေကတော့ဝမ်းသာပျော်ရွှင်ရတာပေါ့ရှင်သူကတော့စဉ်းစားတယ်စဉ်းစားရဆိုတာချက်တာဟိုလူလူရွေးပြီးတော့ပေါ့နော်အဲ့စဉ်းစားမှာမဟုတ်ဘူးကိုဘွားအတွက်ကိုပဲကိုပြီးတော့စဉ်းစားတယ်ဟိုခုချောက်ပေါ်ကိုရည်တည်နိုင်တဲ့အိမ်ထောင်ပြုတ်ပြီးရဆိုရင်တော့လည်းဟိုအိမ်ထောင်ဘက်ကိုမိခိုနေရမျိုးမဟုတ်ခဲနဲ့ခုချောက်ပေါ်မှာပဲကိုရည်တည်ပြီးတော့ကိုလုပ်ငန်းတစ်ခုနဲ့ဟိုနေနိုင်တဲ့အမျိုးသမီးတစ်ယောက်ကိုပဲသူကတော့ဖြစ်ချင်တာပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးတော့မရှိပါဘူးလားအိမ်ထောင်ပြုတ်ဖို့ထိရောက်ဖြစ်ရောမစဉ်းစားသေးဘူးကိုရဲ့မိဘတွေ ကိုပဲဒါလောက်ကြီးကျွေးမွေးဖို့ထိပဲစဉ်းစားထားပါသေးတယ်ဟုတ်ကဲ့နောက်ပြူသေးပါဘူးအာ ဘယ်လိုပြောမလဲအခုချိန်ထိကတော့စ조사နေရတော့ပါပဲဟိုအင်တောင်အင်တောင်ဘက်ကိုတော့ယူပြီးပို့အင်တောင်ပြို့ဖို့ထိကတော့မစမ်းသာသေးဘူးဟိုယူပြီးရှင်လည်းယူပြီးမယ်ယူပြီးရှင်လည်းမယူဖြစ်ဘူးပေါ့ဒါကဘယ်ရမ်းမပြောလို့မရအောင်အခုမယူသေးဘူးဆိုပေမဲ့လေကိုဘွားအတွက်တကယ်ကိုစိတ်ချလို့ရရတူတွေ့လာပြီဆိုလို့ရှိရင်မနေ့ပြန်လည်းယူဖြစ်သွားရင်ဖြစ်မယ်နေ့ကရောင်းလို့ထဲလည်းယူပြီးရင်လည်းယူဖြစ်သွားမယ်ဒါပေမဲ့အခုချိန်ထိကတော့ယူဖို့ထိကတော့စဉ်းစားထားတာမျိုးမရှိသေးပါဘူးလို့အလုပ်တွေပဲစိတ်ချလုံးမယ်ပေါ့နော်ကိုတက်ကိုကိုအင်တောင်ပြို့ဖို့အတွက်အခုချိန်ထိငယ်သေးတယ်လို့ပဲထင်နေရပြဿနာတစ်ခုပေါ့နော်ကြောက်တယ်အာလူကြီးမ ပြီဆိုရှင်ကသမီးသားဘွားမှာပြဿနာမရှိဘူးလေသမီးသားဘွားမှာကအမားတို့မိခလေးတွေကလူရွေးမှားခဲ့တယ်ဆိုရင်တော့မနောက်တစ်ယောက်ပြောင်းပြီးတော့ချစ်ခွင့်ရှိရချစ်လိုက်လို့ရတယ်ဟိုရီးစားများတယ်ပဲနာမည်လေးဖြစ်သွားပါဒါပေမဲ့အိမ်တော်ဘက်ကျတော့တည်မှာကိုယူပြီးသွားတော့ဒီလူကမကောင်းတော့နောက်တစ်ယောက်ပြောင်းယူရဆိုရင်ကျတော့မကောင်းတော့ဘူးဆိုတော့လူရွေးမှားမှာကိုအရင်အကြောက်ပါရဲလို့ပဲမိန်းကလေးမှဆိုပေါ့လေအိမ်တော်ဘက်ကောင်းတဲ့ပဲတွေ့ချင်းကြတာပါပဲဟုတ်အဲခုနပြောခဲ့သလိုပေါ့ဆီစစ်တယ် ဟိုစိတ်ချစားလေးပေါ့ကို့ဘောကောင်းလားကုမိသားစုဘောကောင်းလားဘယ်လိုမျိုးဆက်ဆံလဲပေါ့ကို့ဘောမှာစေတနာရှိလားမေတ္တာရှိလားဟိုဘယ်လိုဆက်ဆံလဲပေါ့မူတည်ပြီးတော့ပဲကြည့်ရအောင်เนาะဟုတ်ဟုတ်ကဲ့ပါရှင်အချက်မှအပြည့်ရှိပြီဆိုတော့ဇလန်ဒရယ်ယူမဟာ application မှာဒါလေးရက်ပေါ့เนาะတနင်္လာဗုဒ္ဓဟူးတောက်ကြစနေတိုင်းကိုမနက်9:00နာရီဆိုတော့အဲ့တင်ထားပါပြီလို့တိုက်တဲ့ချိန်ကိုကြည့်လို့ရပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါ